အပိုင်း26ရဲ့အဆောက်မှာတော့အရန်ချမ်းသာတဲ့ပင်လယ်ပြားဘူကြီးတယောက်ဟာသူကွဲမြတ်မခံရခင်သူပိုင်ဆိုင်တဲ့ရတနာတွေမှန်သမျှပင်လယ်ထဲမှာချန်ထားခဲ့တာမျိုးရှာတိုင်းရှာကြဆိုပြီးပြောသွားခဲ့ပါရီအိမ်မက်တီကိုအကောင့်ထည့်ဖို့ဖို့ grand line ကိုထွက်ခွာလာကြတဲ့ပင်လယ်ပြားထီတွေကိုတွေ့ရမှာပါဂင်းကထမင်းချက်ဘွားရောက်နေတဲ့ Zef ကိုကဲချင်းသလားလို့စန်းကြီးကိုမေးလိုက်ပြီးဒီဒီမော့ဘော်ကနေတိတ်ဆိတ်ထွက်ခွာသွားဖို့အတွက်ပြောနေခဲ့တာပါသူက Zef ရဲ့နှထင်းကိုတနက်နဲ့ချိန်ထားခဲ့တာပါစံကြီးကစပူမူကြီးပြောတဲ့စကားတွေကြောင့်ဒေါသထွက်သွားပြီးသူ့ကိုတောက်ကောင်လေးလို့မခေါ်ဘူးအတွက်ပြောနေပါရီ။ တတိရှိဇက်ကိုမဟုတ်ဘဲသူ့ကိုတန်းထက်တဲ့ချိန်မှုပြောနေတဲ့ဆန်ဂျီကိုဒီလောက်သေးချင်နေရင်သူ့တက်ပြီးမှပို့လို့ဆိုကပင်လယ်တများတစ်ယောက်ကထလာပြီးသူ့ကိုထရိုက်နေနေပါလိမ့်ဆန်ဂျီခမရသူတို့ရိုက်နေတာကိုငိန်ခန်းနေုံကလွဲပြီးဘာမှရွေးချယ်စရာမရှိခဲ့ပါဘူးဂင်းကတော့ဆန်ဂျီတယောက်ဒီကနေထွက်သွားမယ်ဆိုရင်အားလုံးအသက်ရှင်ရမယ်လို့ပြောနေခဲ့ပေမယ့်အားလုံးကတော့တုတ်တုတ်မှမလုပ်ခဲ့ပါဘူးဘာကြောင့်လဲဆိုတော့ဒီဆိုင်ဟာဇက်ဘွားရဲ့အဖိုးတန်ဆုံးအရာတစ်ခုဖြစ်တော်မူဘာတစ်ခုမှထပ်ပြီးမဆုံးရှုံးစေချင်တဲ့အတွက်ပါဒီလိုပြောနေတော့မှပဲပြင်းထန်တဲ့တိုက်ခိုက်မှုတွေနဲ့အတူဆန်ဂျီတယောက်လဲကျသွားခဲ့ရပါလိမ့် သူလဲကျသွားတဲ့အခါမှာဇက်ဖ်နဲ့အတူဖြတ်တန်းခဲ့ရတဲ့ငယ်ဘဝကိုစန်ဂျီတယောက်ပြန်လည်မြင်အောင်နေခဲ့ပါတော့တယ်။သူငယ်ငယ်တုန်းကစန်ဂျီဟာသင်းမောကြီးစင်းပေါ်မှာတောက်တုံမဲ့ရတွေလောက်ကူရင်ဇက်ဖို့မှုတွေကိုကူညီခဲ့ရတာပါ။စန်ဂျီလီရဲ့ယူရချက်ကဒန်နာဟီလာအော်ဘလူးဆိုတဲ့နေရာကိုရှာဖွေဖို့ဆိုတဲ့အကြောင်းစပိုမူတွေကိုပြောပြနေခဲ့တဲ့အခါဒီကလေးလေးရဲ့အိမ်မက်ကိုစပိုမူကြီးတွေကအားပေးခဲ့ကြပါတယ်။ဒီအချိန်မှာတင်မောကြီးဟာဇက်ဖ်ရဲ့အဖွဲ့သားတွေဖြစ်တဲ့ဓမြရီရဲ့တိုက်ခိုက်ခြင်းကိုခံခဲ့ရပြီးတော့ရှီသမျှအရာအလုံးလူယူခြင်းခံခဲ့ရပါတယ်။ ။ဇန်ကြီးလေးကသူရှိသမျှအင်အားနဲ့ခုခံခဲ့ပေမဲ့ဓမြရီရဲ့ရိုင်းနှက်ချင်းခံရတဲ့အခါသူကအော်ဘလူးကိုရှာပြီးမှတေးမယ်လို့အော်ဟစ်နေတာကြောင့်အားလုံးကသူ့ကိုလှောင်ပြောင်ရီမောနေခဲ့ကြပါလိမ့်။ဓမြရီဟာအဆိုပါခီးတဲ့တင်တင်မောကြီးကိုဝင်စီးလိုက်ပြီးဇန်ကြီးကိုလည်းမညာမတာရိုင်းနှက်ခဲ့ကြပါလိမ့်။ဒါပေမဲ့ဒီတင်မောကြီးဟာပြင်းထန်တဲ့မုန်တိုင်းတစ်ခုရဲ့ဖျက်ဆီးခြင်းကိုခံလိုက်ရပြီးလိုင်လုံးကြီးရီဟာလည်းစံကြီးကိုရိုက်ခတ်သွားတော့မှငရွယ်သေးတဲ့စံကြီးလည်းပင်လယ်ထဲကိုကြာသွားခဲ့ရပါတယ်။ဒါကိုမြင်လိုက်တဲ့ဇက်ဖာဘယ်သူမှမထင်ထားတဲ့လောက်ရတစ်ခုကိုလုပ်ခဲ့ပါတယ်။ အဲ့ဒါကတော့သူ့အသက်သူဗဒနာမထားပဲပင်လယ်ထဲကိုခုံစင်းကနေမြုပ်သွားတဲ့စံကြီးကိုကြိုးစားကယ်တင်ခဲ့ခြင်းပါပဲနောက်ထပ်မုံတိုင်းတစ်ခုထိုက်တိုက်လိုက်ပြီးဒေမောကြီးတစ်ခုလုံးနေမြုပ်သွားတဲ့အခါဒေမောပေါ်မှာရှိတဲ့သူတွေအကုန်နှီးပါးသိဆုံးသွားခဲ့ရပါတယ်ဇာဖာစံကြီးကိုကယ်တင်ဖို့ကြိုးစားနေပေမဲ့သူ့ရဲ့ခြေထောက်တစ်ဖက်ဟာဒေမောပြက်ကြီးရဲ့ဘိုင်းစာတွေကြောင့်မှညှိနေခဲ့တာကြောင့်အဲ့ဒီခြေထောက်တစ်ဖက်ကိုကြောက်စူးချိုးကြီးကိုအသုံးပြုပါဖျက်ပစ်လိုက်ပါတော့တယ်ပြီးတော့နေသူဟာစံကြီးကိုကယ်တင်ပြီးကြောက်ဆောင်တစ်ခုပေါ်ကိုရောက်ရှိလာခဲ့ကြပါတယ်ရောက်ရောက်ချင်းမှာပဲစံကြီးကသတိမနေခဲ့ပြီးအချိန်တော်ကြာမှသတိပြန်ရလာပါတယ် သူရှိမှထိုင်နေခဲ့တဲ့ဇက်ကိုတွေ့တွေ့ချင်းမှာအယမ်းလန့်သွားကသူပဲနေရာရောက်သွားတာလဲလို့မေးလိုက်တဲ့အခါမှာတော့လိုင်းလုံးနေကြဒေမိုရီပြက်စီကလူတွေလည်းအကုန်ဒီကုန်ကြကြောင်းဇက်ကရှင်းပြနေခဲ့ပါတယ်။ဒီကြောင်ဆောင်မှာအသီးရေအပင်နေဒလိပ်ဆန်နေပါတခုမှမရှိပဲသူတို့တယောက်တည်းသာရှိနေခဲ့တာဖြစ်ပါတယ်။ဒီလိုဖြစ်ရတာကဇက်ကြောင့်လို့ဆိုကသူ့ကိုတပ်ပြစ်မယ်လို့ချိန်ချောက်နေတဲ့ဆန်ကြီးကိုဇက်ကသူတို့အနေနဲ့ဘာမှမတတ်နိုင်ကြောင်းနဲ့အကယ်၍သာကဲတင်မဲ့သူတွေရောက်မလာခဲ့လို့ရှိရင်အစာရေစာပြက်လက်ကပိန်ရှုံးပြီးတည်သွားမှာဖြစ်ကြောင်းရှင်းပြနေခဲ့ပါတယ်။ ဲ့ဒီကျုံးပေါ်ရောက်တဲ့အခါသူတို့ဟာရာသမျှရိတ်ခါကြောက်တွေကိုအချိုးကျခွဲဝေယူလိုက်ကြပြီးသူတို့ကကဲတင်မဲ့ဒေမိုတွေကိုစောင်းမှုအတွက်စန့်ကျင်ဘက်တန်းနေရာစီမှာထိုင်နေခဲ့ကြပါတယ်။ဇန်ဂျီဟာသူရတဲ့ရိတ်ခါတွေဟာဇက်ဖက်နေကြောင်းမကြည်နဲ့ကြောင်းပြောနေခဲ့ပြီးစိတ်တူတူနဲ့ထိုင်နေခဲ့ပါတယ်။သူတို့ရောက်နေတဲ့ကျောင်းဆောင်ကြီးဟာလည်းမတ်ဆောက်လုံးအောင်ငါးဖမ်းမှုဆိုတာမဖြစ်နိုင်ပါဘူး။မတော်ဆရှော့ကြပြီးပင်လယ်ရဲကိုကြာသွားခဲ့လို့ရှိရင်လေအပေါ်ကိုပြန်တက်ဖို့အတော်ကိုခက်ခဲပါတယ်။ ဇန်ကြီးရဲ့ရိတ်ခါခွဲတဲ့နေ့ဟာ9ရက်စာလောက်သာရှိနေခဲ့တာဖြစ်ပေမဲ့သူဟာရက်ပေါင်း20စာလောက်ကြာအောင်စားတောက်နိုင်မှုအတွက်စတင်တရားနဲ့ခွဲဝေစီစဉ်ကနည်းနည်းချင်းစီစားတောက်လာခဲ့ပါရည်။ရက်တိကြာလာတာနဲ့အမျှတဖြည်းဖြည်းကုန်သွားခဲ့ပြီးနောက်ဆုံးမှာတော့ဘာမှမကျန်တော့ပါဘူး။နောက်ဆုံးလက်ကျန်ပါမုတ်မှုတက်လေးကိုစားနေရင်အရင်ကသူတင်မောပေါ်မှာပျော်ခဲ့ရတဲ့အချိန်တွေကိုပြန်လည်မြင်အောင်နေခဲ့ပါရည်။ဝယ်နေစွာကြာလာတဲ့မျက်ရည်တွေကိုတုပ်လိုက်တဲ့အချိန်မှာလက်လျှော့သွားပြီးနောက်ဆုံးလက်ကျန်ပါမုတ်မှုတက်လေးဟာပင်လယ်ထဲကိုပြုတ်ကျသွားခဲ့ရပါရည်။ ရပောင်းများစွာကြောင့်အငက်နေရာမှာဖြစ်တဲ့အတွက်စိတ်ဆင်းရဲနေတဲ့စန်းဂျီဟာဇက်ဖက်ရိတ်ခါရီတွေကအချို့ကိုတူယူခြင်းခဲ့ပါတယ်။ဒါကြောင့်ဇက်ဖက်အေဂျီကိုဖွင့်ကြည့်ဖို့အတွက်ဆုံးဖြတ်လိုက်ပြီးဒါတစ်ချောင်းကိုကြည့်ကြည့်ပအောင်စုပ်ကိုင်ရင်အိတ်ကိုဖွင့်ခဲ့ပါတယ်။ဒီလိုနဲ့ဖွင့်လိုက်တဲ့အခါမှာတော့တွေးမြင်လိုက်ရတဲ့မြင်ကွင်းတစ်ခုကြောင့်သူဟာထိတ်လန့်စွာအော်လိုက်ပါတယ်။အကြောင်းရင်းကတော့ဇက်ဖက်အိတ်ထဲမှာရှိနေတာတွေကစားစရာတွေမဟုတ်ဘဲရတနာပစ္စည်းတွေဖြစ်နေကြလို့ပါ။ဇက်ဖာစန်းဂျီကိုစားစရာတွေအကုန်ပေးလိုက်ပြီးသူဟာရတနာအိတ်ကြီးကိုယူထားခဲ့တာပါ။ ပြီးတော့ Zaf တယောက်သူ့ကိုကယ်ဖို့အတွက်သူ့ခြေထောက်တစ်ဖက်ကိုပါဆွန့်လွတ်လိုက်ရမယ်။စံကြီးနားလေသွားခဲ့ရပါတယ်။အခုချိန်မှာ Zaf ဟာအရန်ကိုပိန်လိန်ကအားပြက်နေပုံရပါတယ်။စိတ်ပြအားရစွာထိုင်နေတဲ့ Zaf ကတော့စံကြီးကိုသူ့ရဲ့ခံစားချက်တွေကိုမျှဝေနေခဲ့ပါတယ်။သူကစံကြီးရဲ့အိမ်မက်ဖြစ်တဲ့ Overblue ကိုရှာဖွေနိုင်မှုအတွက်စံကြီးအသက်ရှင်နေမှဖြစ်မှာဖြစ်ကြောင်းသူ့ရဲ့ခြေထောက်တစ်ဖက်ကိုဆွန့်လွတ်ကစံကြီးကိုကယ်တင်ခဲ့တာဖြစ်ကြောင်းရှင်းပြနေခဲ့ပါတယ်။သူရဲ့ခြေထောက်တစ်ချောင်းလုံးကိုဖျက်ကာကယ်တင်ပေးခဲ့ပြီးအစားတွေကိုလည်းအားလုံးပေးခဲ့တဲ့ဇက်ဖျက်လို့ရကြအောင်စံကြီးဝမ်းနဲ့သွားခဲ့ရပါတယ် တကယ်တော့စန်ဂျီဟာဇက်ကိုမုံနီးနေခဲ့ပြီးတစ်ချိန်လုံးရန်ရှာနေမိခဲ့တဲ့အတွက်သူ့ကိုယ်သူအပြစ်တင်လို့မဆုံးနိုင်အောင်ဖြစ်ခဲ့ရပါတယ်။တကယ်ဆိုရင် Grand Line မှာရှိတဲ့ All Blue ဆိုတဲ့နေရာကိုရှာခြင်းနဲ့စန်ဂျီရဲ့ကလေးဘဝအိမ်မှာဟာဇက်ရဲ့ရွေးချမ်းနဲ့တူနေခဲ့တာဖြစ်ပါတယ်။ဒီအချိန်မှာတော့ခြေထောက်တစ်ဖက်ပြတ်သွားပြီဖြစ်တဲ့ဇက်အနေနဲ့ပင်လယ်ဓားများဆက်လုပ်ဖို့မဖြစ်နိုင်တော့သလို All Blue ကိုသွားဖို့ရွေးချမ်းကိုလည်းလက်လျှော်လိုက်ရပါပြီ။သူမသွားနိုင်တော့ပေမဲ့စန်ဂျီကတော့ရအောင်သွားရမယ်လို့ပြောနေရင်ရပ်ပေါင်းများစွာကြောင့်စားမစားရတဲ့အတွက်အားပြတ်ပြီးဇက်တယောက်လဲကြသွားခဲ့ရပါတယ်။ ဒီနေရာကနေအသက်ရှင်လျက်ထွက်သွားနိုင်ခဲ့သည့်ရှိသောစားတောက်ဆိုင်လေးတစ်ဆိုင်ဖွင့်ပြီးဘဝကိုအေးအေးချမ်းချမ်းဖြတ်သန်းမဲ့အကြောင်းကိုလည်းစန်ကြီးကိုပြောပြနေခဲ့ပါရီစန်ကြီးကဇက်ဖ်နဲ့အတူနေရင်ကုညီပေးမှာမို့အားမလျှော့ဖို့အတွက်ပြောနေပါရီနောက်ဆုံးမှာတော့ဇက်ဖ်နဲ့စန်ကြီးတို့ဟာဒင်မော်ဒစင်ရဲ့ကယ်တင်ရင်းကိုခန့်ခဲ့ရပါတော့တယ်ပြီးတော့သူတို့ဟာဘရက်ဒီစားတောက်ဆိုင်ကိုအတူတူတီထောင်ခဲ့ကြပါရီဒီတစ်ခါမှာတော့လက်ရှိပြစ်ဆုပ်ပံကိုပြန်ရောက်လာပြီးစန်ကြီးကအာတင်းပြန်ထောက်အောင်ရန်သူတွေကိုပြန်လည်တိုက်ခိုက်နေခဲ့ပါရီဇက်ဖ်ကသူ့အသက်ကိုကယ်ဖို့အတွက်ခြေထောက်ကိုရောင်ဆုပ်လုပ်ခဲ့သူမို့စန်ကြီးအနေနဲ့ကျေးဇူးဆက်ရမယ်လို့ပြောပြီး မြစ်တာတရားအတွက်တုံ့ပြန်ခဲ့လိုက်ပါရီဇန်ဂျီနေနဲ့ဇက်အတွက်ဆိုရင်သူ့အသက်ကိုတောင်ဆုံးလို့ဖို့အတွက်ဝင်မလေးခဲ့ပါဘူးဇန်ဂျီပြောခဲ့တာတွေကိုငြိမ်းနားထောင်နေတဲ့လူဖီဟာစားသောက်ဆိုင်ကိုဖျက်ဆီးနေတဲ့ပင်လယ်ဓားမြကြီးကိုအမောက်သိပ်ခဲ့လိုက်ရင်ဇက်လန်းလေးလည်းပြီးဆုံးသွားခဲ့ရပါရီ